။ပေါင်းသူကြီးတီထွန်ထားတာမိုက်တယ်ဗျာ။ညဉ့်ညံနယ်ဘက်ကလို့သိရပါတယ်။ခြေဖန်း၊ရှစ်ဖန်းကိုတက်ပြီးတော့နွားနဲ့ထွန်လာဖြစ်ပါတယ်။ခြေကနည်းနည်းဟိုဟာခြောင်တော့ဆရာတော့နွားလည်းသိ။ဘင်းထန်ကြီးမယုံတော့ဘူး။သူကဟိုတစ်ချောင်းနဲ့ထင်တော့သူကစိုက်ပြီးတော့ညီစိုက်တော့ရတဲ့အတွက်လေးတော်လေးဒီကောင်းကြတော့အဲ့လောက်ကြီး ဟိုမြေဆိုင်တဲ့ခဲလောက်တော့လေးပါဘူးတော့ကြံကောင်းတဲ့တောင်သူကြီးပါဗျာသူကထဲကြီးတော့သူကအပေါ်အောက်ထိတော့မနဲ့ဘူးပေါ့အပေါ်ကတော့ညက်သွားတာပေါ့ဗျာဒီတောင်သူကြီးကိုတိုင်တီထွန်ထားတယ်လို့လဲသိရပါတယ်အကျံအဆိုးလိုပဲပြောရမှာပေါ့ခုခက်ဆက်ငှားရင်ဘယ်နည်းလိမ့်မလို့ညာပြီးရတယ်စီရ